ဧပြီ9ရက်2025တိတိမျိုးခလာယာ269ရှိစစ်ကောင်စီတပ်သားများအလင်းဝင်ရင်အချိန်ကြပြီလို့ချင်းညီနောင်ကပြောသည်ချင်းပြည်နယ်တွင်စစ်ကောင်စီတပ်များအပေါ်ချင်းညီနောင်တပ်ဖွဲ့၏အောင်မြင်မှုများဆက်လက်မြင့်တက်လာပြီးမင်းတပ်မျိုးမျိုးနယ်တစ်ခုလုံးကို အပိတက်သိမ်းပိုက်ပြီးနောက် ကံပတ်လက်မျိုးရှိစစ်ကောင်စီတပ်သားများထွက်ပြေးခဲ့ရသည့်အတိုင်းဖလန်းမျိုးတွေလည်းချင်းညီနောင်တပ်ဖွဲ့ဤအောင်ပွဲဆင်နိုင်မှုကြောင့်တီးတိမ်ဒေသရှိစစ်ကောင်စီတပ်သားများလာကောင်းအဖြစ်ပြက်လို့ယခုအခါတီးတိမ်မျိုးရှိခလာရ269တပ်ရင်းတွင်အထိုင်ချထားသောစစ်ကောင်စီတပ်သားများအနေဖြင့်အလားတူအခြေအနေနှင့်ရင်ဆိုင်ရွယ်ရှိနေပြီးအသက်ရှင်ရဉျံ ပညာကိုအသုံးပြု၍အမြန်ဆုံးအလင်းဝင်ရန်သို့မဟုတ်ထွက်ပြေးရန်အချိန်ကြာရောက်နေပြီဖြစ်ကြောင်းသုံးသက်သူများကထောက်ပြလျက်ရှိသည်။ဖလန်းမျိုးနယ်ကိုဧပြီလ6ရက်နေ့2025တွင်စစ်ကောင်စီကင်းစင်သောနေမြေအဖြစ်ချင်းညီနောင်ကကျင်းညာခဲ့ပြီးဤအောင်မြင်မှုများသည့်ချင်းညီနောင်တပ်ဖွဲ့၏စစ်ရေးရခွန်အားနှင့်မဟာမိတ်အင်အားစုများ၏စည်းလုံးမှုကိုတည်တည်ပြဟုချင်းညီနောင်ဘက်ကပြောသည် ယခုအခါတီးတိမ်မျိုးတို့ခြိတဲ့ရင်ပြင်ဆင်နေသည့်ချင်းညီနောင်တပ်ဖွဲ့၏ အရှိန်ဟုန်ကြောင့်ခလာယာ269တက်ရင်ရှိစစ်ကောင်စီတပ်သားများမှာဆုံးရှုံးမှုကြီးကြီးမားမားမကြုံမီလက်နက်ချရန်သို့မဟုတ်အသက်ရှင်ရန်ထွက်ပြေးရန်သာရွေးချယ်စရာကြံတော်သည်ဟုဒေသခံများကတုံ့တက်နေကြသည်ဟုသိရသည်အသက်ကိုညံဆောင်ဆိုသလိုအခုချိန်မှာအလင်းဝင်တာက အကောင်းဆုံးလမ်းဖြစ်နိုင်တယ်လို့ချင်းညီနောင်ကပြောသည်ဒါမဟုတ်ရင် ဖလန်းနဲ့မင်းတက်လိုအဖြစ်မျိုးထတ်ကြုံရလိမ့်မယ်ဟုဒေသရင်းသတင်းရင်းမြစ်တစ်ခုက ပြောကြားသည် ချင်းညီနောင်တပ်ဖွဲ့သည်တီးတိမ်မြို့ကိုသိမ်းပိုက်ရန်စစ်ဆင်ရေးများဆက်လက်ပြင်ဆင်နေပြီးလာကောင်းတို့၏နောက်ထပ်အောင်မြင်မှုသည်စစ်ကောင်စီအပေါ်ကြီးကြီးမားမားထိုးနှက်မှုကြီးဖြစ်လာနိုင်သည်စစ်ကောင်စီကို တိုက်ခိုက်သိမ်းပိုက်ရန်ချင်းညီနောင်တပ်ဖွဲ့၏စစ်ဆင်ရေးများသည်စစ်ကောင်စီတပ်များအတွက်ပြင်းထန်သောချင်းချောက်မှုတစ်ခုဖြစ်လာနေပြီးတီးတိမ်မြို့ခလရ269ရှိစစ်သားတို့အနေဖြင့် အချိန်မနှောင့်မီဆုံးဖြတ်ချက်ချရင်လုံးစုံမှုများမြင်တွေ့နေရသည်ဟုသိရပါသည်ဤအခြေအနေသည်စစ်ကောင်စီ၏ထိန်းချုပ်မှုအားနည်းလာပြီးတော်လှန်ရေးတပ်ဖွဲ့များ၏အင်အားကြီးထွားလာမှုကိုထိန်းဟက်နေသည်ဟုအကဲခတ်သူများကယူဆထားသည်ဟုသတင်းသိရသည်ဧပြီလ10ရက်2025 ဇိုဂန်ဒီတိမ်မြို့နယ်ဆိုင်းစံကြီးရွာကိုဧပြီ9ရက်ည7:00နာရီတုံညရန်ကျင်မှာစစ်ကောင်စီတပ်ကလေကြောင်းမှဘုံကျဲတိုက်ခိုက်ခဲ့တာကြောင့်ဒေသခံပြည်သူ6ဦးသေဆုံးခဲ့တယ်လို့သတင်းရရှိပါတယ်။ဒီတိမ်မြို့ပေါ်နဲ့ခုနှစ်မိုင်ခန့်ဝေးတဲ့ဆိုင်းစံကြီးရွာကို တိုက်ပွဲဖြစ်ပွားခြင်းမရှိဘဲစစ်ကောင်စီတပ်ကအကြောင်းမဲ့ဘုံကျဲတိုက်ခိုက်ခဲ့တာလို့ဒေသခံတွေကပြောပါတယ်။ အဲ့ဒီဘုံကျဲတိုက်ခိုက်မှုကြောင့်မိသားစုတစ်ခုတည်းမှပြည်သူ6ဦးသေဆုံးခဲ့ပြီးတဦးတန်ရာရခဲ့တယ်လို့သိရပါတယ်။လူတွေအိတ်နေတဲ့အချိန်မှာဘုံကျဲခံခဲ့ရတာမိသားစုတစ်ခုတည်းကပဲ6ဦးသေသွားတယ်ပြီးတန်ရာရသူတဦးတည်းအသက်ရှင်နေလို့တီးတိမ်မျိုးနယ်မှဒေသခံတဦးကပြောပါတယ်။ စစ်ကောင်စီရဲ့လေးဦးနဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ဒေသခံတချို့ဟာတောင်ရရီတဲကိုထွက်ပြေးတိမ်းရှောင်နေကြရသလိုဘုံထက်မှန်ကျဲချခံရမှာကိုစိုးရိမ်နေကြတယ်လို့သိရပါသည်စစ်ကောင်စီတပ်ဟာတီးတိမ်မြို့ပေါ်ကိုသာခင်းချုပ်ထားနိုင်ပြီးကျေးရွာတွေကိုတော့ချင်းညင်နဲ့တပ်တွေကခင်းချုပ်ထားတယ်လို့သိရပါသည်ဧပြီ12025 မင်းတက်ကိုစစ်ကောင်စီဘုံကျဲကလေးငယ်နဲ့ဓမ္မဆရာ အပါဝင်ပြည်သူ6ဦးသေဆုံးချင်းပြည်တောင်ပိုင်းမင်းတက်မြို့နယ်တိုက်နယ်၄ဘက်ကိုမင်းညားကစစ်ကောင်စီကနေချောင်းကနေဘုံကျဲတိုက်ခိုက်ခဲ့လို့ကလေးငယ်2ဦးနဲ့ဓမ္မဆရာ2ဦးအပါဝင်ပြည်သူ6ဦးသေဆုံးကြောင်းမင်းတက်ဒေသခံများကပြောပါတယ် နေပြီးတော့အီလာလီတက်ကနေတက်လာတဲ့ jet fighter တစ်စီးဟာမင်းတက်မြို့နယ်တိုက်နယ်လေးတနေရာကိုည၈နာရီလေး14မိနစ်မှာပေါင်900ဘုံးနဲ့တစ်ချိန်ကျဲခဲ့ပြီးနောက်ည9နာရီဝန်းကျင်မှာပေါင်900ဘုံးနဲ့နောက်ထပ်တစ်ချိန်တိုက်ခိုက်ခဲ့တယ်လို့မင်းတက်ဒေသခံတွေကဖော်ပြထားပါတယ်။အဲ့ဒီလေကြောင်းတိုက်ခိုက်မှုမှာ ခရစ်ယာန်ဓမ္မဆရာတစ်ပါးနဲ့တက်ကြီးရွယ်ဦးနှစ်ဤမတန်ဆွန်းတူဦး9နှစ်သားအရွယ်တူဦး6လသားအရွယ်တူဦးစုစုပေါင်း 6ဤတည်ဆုံးခဲ့ရသည်ဟုသိရသည်။ဒါ့အပြင်ဒဏ်ရာရရှိသူ9ဦးနဲ့ဤကြီးဖျားเจ้าအပါဝင်နေအိမ်တစ်ဆက်လုံးခန့်ပြက်ဆီးမှုရှိခဲ့တယ်လို့သိရပါဗျ။စကောင်စီရဲ့ဘုံကျဲတိုက်ခိုက်မှုကြောင့်ထိခိုက်ဒေဆုံးပျက်စီးမှုအသေးစိတ်အချက်အလက်တွေကိုသက်ဆိုင်ရာဖွဲ့စည်းတွေက ထုတ်ပြန်လိမ့်မယ်လို့ဖော်ပြထားပါတယ်။စကောင်စီတပ်ဖွဲ့ဟာဖလန်းမျိုးကိုလက်လွတ်ခဲ့ရပြီးနောက်နေချောင်းတိုက်ခိုက်မှုတွေစက်တိုက်ပြုလုပ်လာတာဖြစ်ပြီး တီးတိမ်မျိုးနဲ့ဆိုင်းဆန်ရွာကိုလည်းမင်းညတဲ့ကောင်မှာဘုံကျဲလို့ပြည်သူ6ဦးတေဆုံးခဲ့တယ်လို့သိရပါသည်တွန်းဆန်မျိုးနဲ့ဘန်းဂိုရွာကိုလည်းဧပြီလ8ရက်နေ့2025တွင်အကျန်းဖတ်သမားချင်းလင်းကောင်စီ GNF နှင့် CDF ထန်းစင်းကများထပ်မံ၍မိရှုဖြစ်စီး ဇိုကန်ဇိုမီဒေတာတွန်းဆန်မြို့နယ်ဘင်းဘုံကျေးရွာကိုအကျန်းဖက်သမားချင်းလင်းကောင်စီစီနက်နှင့်စီရီပြန်စိန်တပ်ဖွဲ့ကထပ်မံ၍မိရှုဖြက်စီခဲ့သည့်အတွက်အင်ဂျီ30ကျော်ပျက်စီးခဲ့ရာကြောင်းဒေတာခံရွာသားတွေကနေသိရပါသည် အကျန်းဖတ်သမားချင်းလဲရန်ကောင်းစီ GNF နှင့်ချီဒီဖင်စင်တပ်ဖွဲ့သည်ဝမ်ဝေါ်ကျေးရွာကိုဧပြီလ6ရက်နေ့တွင်မိရှို့သွားခြင်းဖြစ်ကအင်ဂျီ34လုံးမိလောင်ပြကြခဲ့ရပြီးလက်ရှိတွင်ရွာသူသားများသည်အကူအညီလိုအပ်နေကြောင်းသိရသည်တွန်းဆန်မြို့တွင်အကျန်းဖတ်သမားချင်းလဲရန်ကောင်းစီ GNF နှင့်ချီဒီဖင်စင်ပူးပေါင်းတပ်များနှင့်ကျွရတက်ဖွဲ့တို့အေပေ3ရက်နေ့မှ4ရက်နေ့အထိတိုက်ပွဲဖြစ်ပွားခဲ့ပြီး ပြန်လည်ဆုတ်ခွာလာရလမ်းတွင်ရှိသည့်တိုက်ပွဲနှင့်သက်ဆိုင်မှုမရှိသောအပြစ်မဲ့ပြည်သူများ၏နေအိမ်ကိုအကြမ်းဖက်သမားစစ်ကောင်စီလုပ်ရက်ကဲ့သို့နတ်ဆန်ကျေးရွာကိုမီးရှို့ခဲ့ပြီးနောက်တွင်ဘွင်းတော်ကျေးရွာကိုလည်းအကြမ်းဖက်သမား CNF နှင့် CDF ထန်ဆိုင်တို့ထပ်မံ၍မီးရှို့ဖျက်ဆီးခဲ့ခြင်းဖြစ်ကြောင်းဒေသခံရွာသူရွာသားစီကနေသိရပါသည်